အားလုံးပဲမင်္ဂလာပါများကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ကျော်မျိုးမင်းကိုယ်တိုင်စော်ပွိုင်းကိုဘလို့အမှုတွေနဲ့ဖန်စီခံထားတယ်ဆိုတာကိုပြောပြလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီပိုင်းမှာကျော်မျိုးမင်းကစော်ပွိုင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအတူပဲကျေးဇူးတင်ရှိပါရခင်ဗျာ မှုကိစ္စပဲဆက်ပြောပါမယ်။မှုကိစ္စဆိုတော့ချမ်းမှုပြကျွန်တော်ကပြီးခဲ့ရက်တည်းကတောက်လျှောက်လူတွေကလည်းဟိုဝိလေချမတွေနဲ့ကျွန်တော်လာလာပြဿနာရှာရတာပေါ့နော်။ဆိုတော့သူတို့ပြောတာကတော့ဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးပေါ့အဲ့လိုပြောပြစီအမျိုးသားရေးသမားလာတောင်းမဟုတ်ဟိုစပီကာပုံစံမျိုးလားသူဘာလို့ပြောလဲဆိုသူအွန်လိုင်းပေါ်နေသူပြောနေတာကိုကျွန်တော်တွေ့ပါတယ်။အဲသူနဲ့ပတ်သက်တဲ့သတင်းတွေမျိုးစုံပြောကြတာရှိတယ်။အဲ့တော့ကျွန်တော်လည်းမပြောရအောင်လားဆိုပြီးရန်ရှာလိုက်ကုန်လည်းရှိတယ်။ဆိုတော့အခုတော့ဒီနေ့တော့ကျွန်တော်ပြောလို့ရတယ်ဒီခုတော့ရှိလာပါပြီ။အဲ့ဒါပါလဲဆိုတော့ဒီဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးကိုတဲ့နော်။အချက်ပဲတစ်ပြည့်ဥပဒေပုံမှန်၃ခါခွေးနဲ့ သုံးခါခွေ15နဲ့ဂျွန်လာရှိရက်ကအမှုဖွင့်ထားပါတယ်တဲ့။နော်သူ့ကိုကျွန်တော်ဦးဖွင့်တာတော့ပုံမှန်900 900ကာကြီးပုံမှန်66ကာကြီးနဲ့ဖွင့်ထားတာ။အဲ့ဒါကိုထထိုးဖြစ်နေအဲအကြက်ဖက်တက်ဖြစ်ရေးဥပဒေပုံမှန်3ခါခွေ15နဲ့ထထိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနကရေးတယ်။အဲသူရေးတော့မှကျွန်တော်လည်းဒါပြောနိုင်တော့ဘာလို့ဆိုတော့ကျွန်တော်ကကျွန်တော်တို့ဒီသတင်းကိုပြောဖို့စမ်းမရှိဘူး။ပွန့်လိုက်ပါဒါဒါကအဲဒါကသတင်းဖြစ်နေတဲ့ပြောရမယ်ရေးကြည့်တဲ့ issue တခုတော့မဟုတ်ဘူး။သို့တော့သို့တော့ခုနသတင်းဖြစ်နေပြပြမီဒီယာတွေကတော့ဝိုင်းကြည့်လာတဲ့ခါကျတော့ကျွန်တော်ကဒါကိုထည့်ပြောလာတာနော်။ဒါပေမဲ့ဆိုတော့ဒီကိုစောပွင့်ကို မနွေးတဖို့နဲ့ခေါ်ယူပြီးတော့စစ်စစ်မင်းပြန်နေဆိုတဲ့အထီးဒီကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ဓာတ်တွေကို highlight မလုပ်ဘူးဘာလို့ဆိုတော့ဒါတွေက highlight လုပ်မှကိစ္စမဟုတ်ဘူးခေါ်ယူမင်းပြန်စစ်စစ်တဲ့ဆိုတာတွေအကုန်လုံးကအမှုဖွင့်ထားတာမဟုတ်တဲ့အတွက်ကျွန်တော်ပြောလို့မပြောဘူးဘာလို့ဆိုတော့ခေါ်ယူမင်းကခုဂျုံလွင်မဲ့ကြည့်ခေါ်ယူမင်းပြန်နေပြန်ပြီးတော့ဟိုပြန်လှုပ်ပစ်လိုက်တယ်ဒါကျွန်တော်တို့ဘာမှမဖြစ်တဲ့အတွက်အများကြီးမပြောဘူးအခုကိုစောကိုစောပေါင်းလေးတွေခေါ်ယူမင်းပြန်နေဆိုတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမပြောဘဲနေတယ်ပြီးတော့ခေါ်ယူမင်းပြန်မှုနဲ့နောက်မှာဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့မသိတဲ့အတွက်ကျွန်တော်တို့က ဘာမှမထွက်လာသေးတဲ့ issue တန်ပြီးကျွန်တော်တို့စိတ်ထဲစိတ်ကူးတဲ့ပေါက်ရရှောက်ပြောလို့မရတဲ့အတွက်ကျွန်တော်ပြောတာအခုတော့သူ့နဲ့ပတ်သက်ပြီးအမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စက DVB ရေးတဲ့ခါကျမှကျွန်တော်တို့ကတော့ DVB ရဲ့ဟာကိုးကားပြီးတော့ကျွန်တော်ပြောချင်တာပါ DVB ရေးတာတော့သူ့ကိုပထမဖွင့်လာတော့ပုံမှန်99ကကြီးပုံမှန်66ကကကြီးပေါ့နော်နော်အဲအဲ့ဒါနဲ့ဖွင့်ထားတယ်ပေါ့အခုတော့ထပ်ထိုးဖြစ်နေကျမတက်ပြည့်ဥပဒေပုံမှန်3ခါခွေး15နဲ့ပါထပ်ထိုးဖွင့်ပါတယ်ဆိုပြီးတော့ DVB ရေးတယ်အဲ့တော့တော့တုံးလာတော့ DB 3နဲ့သကလုံးကတော့စစ်တပ်ထောက်ခံသူပေါ့နော်စစ်တပ်ထောက်ခံသူဇော်ပေါ်ရင်းကိုတဲ့အချက်မဲ့တပ်ပြည့်ဥပဒေနဲ့မဟုတ်ဘူးထပ်ဖွင့်ဆိုပြီးတော့သူကဒီလိုရေးပါတယ်သူ့ကို ဖွင့်လာတော့ဒါ NUG ကထုတ်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်။နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အမျိုးကြားပါတယ်ဆိုပြီးပြောတယ်။သူကတော့တရားမွင်သွင်းကုန်ပို့ကုန်တွေကိုအဲတရားမွင်သွင်းတယ်ကိုပို့တယ်ပေါ့။ဒါကြောင့်မို့လို့ပြောတယ်ဆိုတာမျိုးလေးခေါင်းစဉ်တက်တယ်။မျိုးစုံမှာဗျာသူကခေါင်းစဉ်တက်တော့မျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါ။အာမျိုးစုံရေးကြတာပေါ့နော်။မျိုးစုံရေးကြပြီးတော့သူနဲ့ပတ်သက်ပြီးတော့သူ့သူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကကလုံးတွေဒီပြည်ကမျိုးစုံရေးကြတာတွေ့ရတယ်။ဆိုတော့နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကွန်ရေးစခန်းမှာလည်းဒီဒေါမိုးခိုင်ဆိုတဲ့မျိုးသူကသူ့ကိုမှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေ60ယောက်ကနေမှုဖွင့်ခဲ့တယ်ဆိုတာမျိုးတွေလည်းရေးကြတာတွေ့ရတယ်။ပြောရရင်တော့သူနဲ့ပတ်သက်ပြီးရေးနေတဲ့မျိုးစုံတွေ့တယ်။ တွေ့ပါတယ်ဆိုတော့အမှုတွေကတော့ဖွင့်ထားပြီဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရောက်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းသက်ဆိုင်ရာနောက်ဆက်ကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးအဲတရားရုံးတွေဘာတွေညာတွေလည်းမင်းမျက်စုံစမ်းခြင်းမရဘူးသက်ဆိုင်ရာဖွဲ့စည်းတွေလည်းမေးရမြန်ခက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လင်းလည်းဟိုတို့နဲ့အသိပြီးဆက်ဆံသိမရှိဘူးမရှိတော့ကျွန်တော်သိပြီးတော့ဟိုမမေးမမြန်မြန်မိဘူးဗျာအဲ့တော့မမေးမြန်မိတော့ကျွန်တော်သိချာမသိဘူးသို့တော့ဒီဒီရေးတော့ဒါလို့တွေ့ရပါတယ်ဆိုတော့ ျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ခါတော်ကြီးတွေနဲ့ဝင်ဖူးမြော်တွေ့ဖို့ကြိုးစားတယ်လို့ကြားတယ်ပြီးရင်ဆရာတော်တန်ခါတော်ကြီးတန်ခါတော်ကြီးတွေရဲ့ဆက်နိုင်ငံတော်ကြီးခဲ့တဲ့စီကိုမြေတားရခန့်ချတိတင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားတယ်ဒါတွေတော့ကြားနေရတဲ့ information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဘာလို့လဲဆိုတော့ဒါတွေက information just information ဆိုတာမျိုးပဲမှတ်သိချင်ပါတယ်အလို့ဆိုတော့ဒီလိုမျိုးတော့တရင်တွေ့နေရတယ်အဲ့တော့ဟိုကိုဇော်ဘိုးကြီးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေတိုက်ကြသူတွေမကြိုက်သူတွေမျိုးစုံရှိကြပါလိမ့်မယ် ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းဟိုထောက်ခံချင်းမထောက်ခံချင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန်နေတယ်စိုက်ပါတယ်ဒါပေမဲ့ तू ဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အေးအေးယူနေတယ်ဖောက်ပြတာမရှိရင် तू ပြန်လွတ်မယ်ဒါကတော့အဖြစ်အဖြစ်အခြေခံအဖြစ်ပါပဲပြီးတော့ဟိုအမှုဖွင့်ထားတဲ့အဖွဲ့အစည်းကဘယ်အဖွဲ့အစည်းလဲဆိုတာလည်းရှိသေးတာဟုတ်အမှုဖွင့်ထားတာကတက်မလို့ကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတွေကအမှုဖွင့်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်နောက်တက်မလို့အမှုဖွင့်နေဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခုကဒါကိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုဆွဲချက်တင်လိုက်ပြီးဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ်ဆွဲချက်မတင်ခင်လေးမှာ ီအမှုပြက်ပြဲသွားအောင်လုပ်ဖို့ပဲလိုပဲပေါ့ဆွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်။ဒါဆိုကျွန်တော်တို့ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဘုံကြီးမင်းအောင်လိုင်ကိုရိုင်းမယ်လင်တရားစီရင်ကိုမဆွတ်ဖက်ဘူးသူကြီးသူကအဲ့လိုနေနေတဲ့လူဖြစ်တယ်။ဆိုတော့အကယ်၍သာတရားရုံးမှာဆွတ်တင်လိုက်ပြီဆိုရင်တော့ဒါကုစောဘောကြီးနဲ့သူ့ရဲ့ဟွာတွေကတော့ဒါဘာပြောဟိုအမှုရင်ဆိုင်မဲ့တဘောပေါ့။တရားရုံးဆွတ်ချက်မတင်ရသေးဘူးဆိုရင်တော့အမှုတိဆောက်ဆဲကာလမှာနဲ့ပြက်ပြဲသွားတာတွေဖြစ်နိုင်တယ်ပေါ့။အခုချိန်ကြီးတော့ဘာမှပြောလို့မရသေးဘူးပေါ့နော်။ဆိုတော့ခါတော့သိချင်နေရတဲ့ကုစောဘောကြီးကိစ္စဒီကိုဒီဗီဒီယိုကတော့ရေးပြီးဖြစ်တဲ့အတွက်အဲ ေးတဲ့ဟာအခြေခံပြီးတော့ပဲရာနှုန်းပြမဟုတ်ရင်တော့ရာခိုင်နှုန်းတစ်ခုဖြစ်နေဟိုမှတ်ချက်ယူပြီးတော့ကောက်ချက်ချပြီးတော့စဉ်းစားဖို့လိုပြီးလို့ယူစဉ်းစားသုံးသပ်တယ်လို့မျိုးယူဆပါတယ်ကျွန်တော်တို့ကဒါကိုအကောင်းကြီးဆိုချင်တော့မပြောလို့ပါဘူး။ तू လည်း तू ဟာ तू तू အာတန်တဲ့ပုံစံနဲ့ तू ပြောချင်တာလေ तू ပြောချင်တာလေ तू စိတ်ပါတဲ့အတိုင်း तू तू ရဲ့အားကျိုးမှန်တဲ့အားအားကောင်းမောင်းတဲ့အားတန်မောင်းကောင်းတဲ့အားရပါ तू ပြောခဲ့တာတွေလည်းရှိတာပဲ။အခုဆိုရင်ပြည်ပြင်းမီဒီယာတွေက तू ပြောခဲ့တဲ့ view file နဲ့အချို့တွေယူသုံးပြီးတော့ကြောက်ချတာပေါ့နော်။ပွင့်လည်းပြောရင်တော့ဟိုပြည်ပြင်းမီဒီယာတွေကြောက်ချတာကြောက်ချတာအကြီးကျယ်ကြောက်ချတာထိုးချတာပေါ့နော်။ထိုးချပြီးတော့ဒုက္ခကြီးကြီးကြီးပဲပေးကြလို့ရှိရပါဘူး။တခုရှိတာကကိုစောပွင့်ပြောနေတဲ့များတွေဒီ तू က public speaker လို့သူ့ကိုယ်သူတော့ तू ပြောခဲ့တာအများကြီးရှိပါတယ်။ အဲ तू ကတကယ်လို့မီဒီယာဆိုရင်တော့ကျွန်တော်မီဒီယာဆိုရင်တော့သူဂျာနယ်လစ်ပေါ့ဗျာဂျာနယ်လစ်တယောက်ဖြစ်တယ်မီဒီယာဆိုရင်တော့ပြီးတော့မီဒီယာ license ရှိတာဆိုရင်တော့ကျွန်တော်တို့ကဒီသတင်းမီဒီယာကောင်စီဘာလို့လဲဖြစ်ရှင်းတာမျိုးတွေတက်ဆိုင်ရာဝန်ကြီးဌာနတွေကဝန်ကူတာမျိုးတွေအဲလုံခြုံရေးတပ်မတော်ထိပ်ပိုင်းကောင်းဆောင်တောင်းရှိသူတွေဆက်သွင်းစဉ်းစားပေးတာရှိနေတာပေါ့သူကခက်တာကသူကဂျာနယ်လစ်ဂျာနယ်လစ်မဟုတ်ဘူးအဲမီဒီယာသမားလည်းမဟုတ်ဘူးပြီးတော့မီဒီယာ license လည်းရှိထားတာမဟုတ်ဘူးအဲ့ခါကျတော့သူပြောတာတွေအကုန်လုံးကခုနရည်ရွယ်ယူလို့ရတဲ့အနေအထားမျိုးကိုလည်းရောက်တဲ့စကားလုံးတွေရှိခဲ့တာဒါကြောင့်ဘာပဲပြောဒါကြောင့်သူ့ရဲ့ဒီသူ့ရဲ့ဟိုပြောဆိုမှုတွေတည်းကတချို့စကားလုံးတွေက ဥပဒေကြောင့်ကညှိစုံနိုင်တဲ့အကောက်ချက်ဆွဲစရာတွေတွေ့တဲ့အခါဒါကဥပဒေကြောင့်ကောက်ဆက်ဆွဲပြီးအမှုဖွင့်သွားတယ်လို့ဟိုတွေးရမှဖြစ်လာပါတော့ကျွန်တော်ပြောတဲ့ဒေါ်မိုးဘူးခိုင်ကထအမှုဖွင့်တာမျိုးတော့မရှိတာဆိုတော့ဒါတွေကစဉ်းစားစရာကောင်းတဲ့ကိစ္စပါဒါကြောင့်နောင်နောင်များမှာကိုကရုပ်တံအဲ Facebook ကနေ like ထွက်တာ TikTok ကနေ like ထွက်တာ YouTube ကနေ like ထွက်တာ Telegram ကနေပြောတာစသဖြင့်ဘီလိုဘီလိုပဲပြောပြောဟိုတရားဝင် license ရထားသောမီဒီယာမဟုတ်ဘူးဆိုရင်မီဒီယာရှုထောင့်ကနေမရတည်ပဲနဲ့ကိုယ့်ဟာကိုဟို ရှုထောင်းနေပြောတာမျိုးကောင်းပါတယ်နောက်တစ်ခုကပြောပြီဆိုရင်လည်းဥပဒေကြောင်းကညှိဆွနေတာတွေကိုတတိကြီးထားကြတာကောင်းပါတယ်ဘာလို့ဆိုဟိုဖြစ်သွားမှနောက်ကလိုက်ရတယ်ဆိုတော့တော်တော်လေးပြင်ပန်းပါတယ်မိသားစုတွေပြင်ပန်းနေသူကိုယ်တော့ကိုသက်ဆိုင်ရာကာယကံရှင်တွေလည်းစိတ်ပြင်ပန်းလှပါတယ်ဒါကြောင့်အားလုံးကဘာပြောကိုကတော့ပြောစရာရှိတာပြောချင်တာလို့ပြောချလိုက်ပြီးမြင့် နောက်ဆက်တွဲကဥပဒေကြောင်းဆိုတဲ့စကလုံးတွေတွဲကပ်ပါလာတဲ့အတွက်တတိကြီးထားပြီးရှင်းတန်းနေထိုင်ကြဖို့ပဲအားလုံးလိုက်တွန်းချင်ပါတယ်နော်ပြီးကိုစောဘိုးဟင်းရဲ့ဖြစ်စဉ်ကလည်းအားလုံးတချို့လူတွေနမူနာသင်ခန်းစာယူပြီးတော့လိလာတင်တယ်လို့ကျွန်တော်ဒီလိုပဲတိုင်တွန်းချင်ပါတယ်နော်ဒါတော့ဒါတော့ပေါ့ပဲကျွန်တော်လည်းဒါအများကြီးလို့ပြောချက်မရှိလို့အများကြီးလည်းကျွန်တော်လည်းဆက်ဆံမရှိတော့ကျွန်တော်လည်းဘာပြောမှမသိလို့ဒီလောက်ပဲပြောလို့ရပါတယ်ဆိုတော့ကျွန်တော်မသိတဲ့အပိုင်းမို့လို့ကျွန်တော်မပြောနိုင်လို့ပါဒါကြောင့်ရှင်းရဲ့အပိုင်းတွေကျွန်တော်ပြောတာလေကိုမသိတဲ့အပိုင်းမို့လို့ဝင်ပြောပေးနေတာပါနော်ဆိုတော့ထားပါတော့ဒါတစ်ခုပါနောက်တစ်ခုကနောက်တစ်ခုကျွန်တော်တို့ဒီအောင်ပြောပြတဲ့နောက်ကျွန်တော်တို့အဓိကပြောရမှာကနော်အာ ုလသမဂ္ဂမှာဒီအပိုင်းပြောနေတဲ့ဟာလေးတွေနဲ့ကျွန်တော်ဒီနေ့ပြောပါမယ်ကုလသမဂ္ဂကဒီအပိုင်းဘာတွေပြောနေလဲဆိုတော့ကုလသမဂ္ဂဒီအပိုင်းဘာပြောနေဆိုတော့အကြောင်းအရာနှစ်ခုကိုပြောတာ issue ကုလသမဂ္ဂဒီဆွေးနွေးတဲ့အကြောင်းအရာ issue မြန်မာနဲ့ပတ်သက်တဲ့ issue အကြီးနှစ်ခုရှိတယ်တစ်ခုကကျွန်တော်တော်တော်စိုးရိမ်နေတစ်ခုကတော့ခင်ဗျားတို့စဉ်းစားဆင်ခြင်တုံတရားနဲ့စဉ်းစားဖို့တင်တာကိုပြောမယ်တစ်ခုကဘာလဲဆိုတော့ဘင်္ဂလီ issue နဲ့ပတ်သက်ရင်းနဲ့နော် AA နဲ့ထိတွေ့ဆက်ဆံမှုလိုအပ်ပါတယ်လို့အမေရိကန်နိုင်ငံဆိုင်ရာကုလသမဂ္ဂရဲ့စီးပွားရေးနဲ့လူမှုဆိုင်ရာကိုယ်စားလှယ် Jonathan Sharer ဆိုတဲ့ပုဂ္ဂိုလ်ကနော်မနေ့ကကုလသမဂ္ဂအစည်းအဝေးမှာပြောထည့်လိုက်ပါတယ်နော် ဘင်္ဂလားဒေ့ရှ်ကော့ဘ်ဇာဆက်ဆောင်စခန်းမှာရှိနေတဲ့ဘင်္ဂလီတွေနေရပြန်နိုင်ရေးကိစ္စနဲ့ပတ်သက်ရင်တဲ့အေးအေးနဲ့ပါကြည့်တွေ့ဆက်ဆံဖို့တင့်ပါတယ်ဆိုပြီးတော့ကုလသမဂ္ဂရဲ့အမေရိကန်နိုင်ငံဆိုင်အအမေရိကန်အမေရိကန်နိုင်ငံရဲ့ကုလသမဂ္ဂမှာတာဝန်ပေးထားတဲ့စီးပွားရေးနဲ့လူမှုဆိုင်ရာကိုယ်စားလှယ်ဂျိုနသန်ရှယ်ရယ်ကပြောလိုက်တာဖြစ်တယ်ဆိုတော့ तू ကအဲ့လိုပြောလိုက်တော့ကုလသမဂ္ဂရဲ့ညီလာခံထဲမှာ तू အလွတ်သဘောတူဆိုဆွေးနွေးမှာ तू ပြောတာအလွတ်သဘောကပြောတာ तू ကအလွတ်သဘောမှာ तू ပြောတာကအမေရိကန်ဆိုရဲအာဘော်လားသူ့ရဲ့ personal point of view လားသူ့ရဲ့ personal interest လားအောင် personal agenda setting လားကျွန်တော်အဲ့ဒါတော့မသိနိုင်ဘူးသို့တော့ ေချာလာကသူအေအေကိုဆက်တော်ကိုတင်ပါတယ်လို့ဒီပကိစ္စပြောတာဒီပြီးခဲ့တဲ့တိတ်မကြသေးတဲ့ကာလကဘင်္ဂလားဒေ့ရှ်ကပြောတဲ့စကားနဲ့ဆက်ဆက်နေတယ်ဘင်္ဂလားဒေ့ရှ်ကပြီးခဲ့တဲ့ကာလတခြားမှာပြောခဲ့တယ်သူတို့အနေနဲ့အေအေနဲ့လည်းဆက်ဆံတင်ဆက်ဆံရမယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောခဲ့တယ်အဲ့ဒီနောက်မှာမြန်မာဆိုကနာဆက်ကနဲ့နိုင်ငံခြားရေးကိစ္စတွေမှာတန်တမာရေးရတင်မှမှုတွေဖြစ်တယ်မြန်မာပြည်မှာရောက်နေတဲ့တန်တမာတွေကိုပြန်ခေါ်တဲ့အဆင့်တွေဖြစ်သွားတယ်ဒါတင်မှမှုဖြစ်တယ်ပေါ့နော်ဖြစ်သွားတယ်အခုအမေရိကန်ကလည်းအခုဟိုတခုတော့ရှိတာကဟို assembly ထဲမှာပြောတာမဟုတ်ဘဲနဲ့အဲ့လိုသဘောဆွေးနွေးပွဲမှာ panel discussion ပဲတဲ့အနေနဲ့ဒီအဲ့လိုသဘောပေါ့ဆွေးနွေးပွဲမှာ ထပြောလိုက်တာကကြာတော့နည်းနည်းတော့တမျိုးတော့ဖြစ်တယ်ပေါ့နော်တိုးတော့ဒါအလို့သဘောဖြစ်နေတဲ့တရားဝင်အစည်းအဝေးမှတန်းနေမှာတော့မပါဘူးဒါပေမဲ့အလို့သဘောဆွေးနွေးတာကိုမီဒီယာတွေကဝိုင်းဝန်းဖော်ပြတာဖြစ်တဲ့အတွက်နိုင်ငံခြားမီဒီယာတွေဝိုင်းဖော်ပြတာဖြစ်တဲ့ကျွန်တော်ကဒီနေ့ပြန်ပြောရတာဖြစ်တယ်ဆိုတော့ဘင်္ဂလီတွေ issue နဲ့ပတ်သက်လို့ရှိရင် AA နဲ့ဆက်ဆံပတ်သက်တင်ပတ်သက်ရမယ် AA နဲ့ပါတိတိဆက်ဆံမှုလိုအပ်ပါတယ်လို့ပြောတာဒီယူသားရဲ့လားဆိုတော့စဉ်းစားကြည့်ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကတော့ကျွန်တော်တို့ဒါကိုလက်ခံလို့မရဘူးတရားဝင် တရားဝင်ဆက်ဆံဖို့အတွက်တရားဝင်ဆက်ဆံဖို့အတွက်အစိုးရဆိုတာရှိတယ် အစိုးရသာရှိတယ်လက်ရှိနာဆာကဒီတည်ဆဲအစိုးရဖြစ်တယ်တည်ဆဲအစိုးရနဲ့သာဆက်ဆံရမယ်ဘင်္ဂလီရေပြန်လာဖို့ကိစ္စဒီတည်ဆဲအစိုးရနဲ့သာဆက်ဆံရမှာဖြစ်ပြီးတော့ဒီနေဆာမှာလက်နက်ကိုင်ပုံကန်ထားကြော်ထားတဲ့ AA နဲ့ဆက်ဆံမယ်ဆိုတာတဘုံကိုအားပေးတာနဲ့အတူတူပါပဲအဲ့တော့တဘုံအားပေးရင်လည်းဖြစ်ပြီးတော့တဘုံလေးနဲ့ရှင်တွဲနေထိုင်ရင်တဘုံလိုပဲနှိမ့်နှင်းခံရနိုင်တယ်ဆိုတာကိုသက်ဆိုင်နိုင်ငံအတိုင်းဝန်ကနိုင်ငံတကာအတိုင်းဝန်ကသိဖို့လည်းလိုအပ်တယ်ဒါအောင်မသိဘဲနဲ့ဆက်ဆံဖို့လိုအပ်ပါတယ်လို့ပြောရင်ကျွန်တော်ကလည်းအမေရိကန်နဲ့ပတ်သက်ပြန်ပြောစရာရှိတယ်အမေရိကန်ပတ်သက်ပြန်ပြောစရာရှိတယ်ဥပမာကျွန်တော်တစ်ခုပဲပြောမယ်လက်ရှိ Law Angeles အပါအဝင်မြို့ကြီး၁၀မြို့ထက်မနည်းပါ A 疆是说美秀生态比较绿多，啊，A 疆是说美秀生态比较远，喏，B 疆是说都样的比较远，生态比较绿多，非洲卢卢卢卢几也多嘛？南加西尼非洲的 American 南加一，喏 <music>，卢都一大部分呢，不对，就那路你们那应该大江里走呢，偏长左，上差巴的，知道没有？有人讲这样的，Democracy 嘛，三多，卢可以讲，张部长哪里讲嘛，四多，American 所有诶，卢都一大部分呢，六也多嘛，啊，卢我们所有不管的。 အမေရိကန်ပြည်သူတွေအမေရိကန်မှာရှိနေတဲ့နေထိုင်တဲ့လူသားတဦးချင်းစီရဲ့လူတဦးချင်းစီရဲ့ human right နဲ့နော်ခုနဒီမိုကရေစီအခွင့်အရေးတွေကိုပိတ်ပင်ကန့်သတ်ဖို့စူးစမ်းနေတဲ့နှိပ်စက်အနိုင်ကျင့်ပြီးတော့ရရဆက်ဆက်ပြစ်ခတ်နေနေတပ်ဖြတ်ဖို့စူးစမ်းနေတဲ့အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ရုပ်ရင်းကြမ်းတမ်းနဲ့မိုက်ရိုင်းရန်ကားတဲ့အဲ့ဒီလောက်ရက်ကိုမြန်မာနိုင်ငံသားတယောက်အနေနဲ့စိတ်မကောင်းဖြစ်ရပါတယ်ဒေါသလည်းထွက်မိပါတယ်ဝမ်းလည်းနင်းမိပါတယ်ကြေလည်းကွဲမိပါတယ်နော်ရှုပ်လည်းရှုပ်ချပါတယ်ကန့်လည်းကန့်ွက်ပါတယ်ဒီလိုတော့ကျွန်တော်ပြန်ပြောအောင်ဖြစ်နေနော်အဲ့ဒါဆို သူတို့ကဒီမိုကရေစီနိုင်ငံလို့ပြောတယ်ဒါပေမဲ့လူတွေနဲ့ပတ်သက်လို့ရှိရင်ဆန္ဒပြတဲ့လူတွေနဲ့ပတ်သက်ရင်သူတို့ကူနှိမ်နေနေတာကမြန်မာနိုင်ငံနေနေတာတပူချမ်းနေသေးတယ်အော်သူတို့ကပြည်သူလူထုကသူတို့ရှိရလူတွေကလည်းဆန္ဒပြတာလည်းအရန်ကိုဒီမိုကရေစီဆန်ဆန်ရင်းရင်းကျဉ်းကျဉ်းနဲ့ကားတွေမိရှုပ်ပြတယ်နော် ရင်းရင်းကျဉ်းကျဉ်းနဲ့ကားတွေမိရှုပ်တာဆန္ဒပြတဲ့အုပ်စုကလည်းရင်းရင်းကျဉ်းကျဉ်းနဲ့ကားတွေနဲ့မိရှုပ်ပြီးတော့တွေ့ရတဲ့ကောက်ပေါက်တာရင်းရင်းကျဉ်းကျဉ်းနဲ့ပဲတွေ့ရတဲ့ကောက်ပေါက်တာအဲ့တော့အမေရိကန်တုံ့ပြန်တဲ့ဖွဲ့ဝင်တွေကလည်းရင်းရင်းကျဉ်းကျဉ်းနဲ့ပဲတွေ့ရတဲ့ပြတာဘယ်လောက်ထိပြလဲဆိုတော့ဂျန်လစ်ကိုပါတန်းနဲ့ပြတာဂျန်လစ်ရဲ့အောက်ပိုင်းကိုချိန်တန်းနဲ့ပြပလိုက်တာကားကိုဗီဗာမြင်ပြီးပါအဲ့လိုအဲ့တော့အဲ့ဒီအမေရိကန်အဲ့လိုရက်ကိုရော ဘဲပေရန်နဲ့တိုက်တာချင်းလေပြီးတော့ဒီလိုမျိုးလုံနေတဲ့ရက်ဆက်ကြမ်းတမ်းရုပ်မာရန်ကားလုံးနဲ့လုံချွေးတပ်ဖို့ဝင်နေလူရဲ့အပေါ်မှာဗဇက်ပိတ်ပြီးနေခဲ့ကြတော့ EU နဲ့အနောက်အုပ်စုကို၎င်းအမေရိကန်ကနိုင်ငံရေးသမားများကို၎င်းနောက်တစ်ခုကကုလသမဂ္ဂမှာထိုင်နေသောကိုယ်စားလှယ်အလောင်းများကိုကိုယ်စားလှယ်များကို၎င်းပြင်းထန်စွာပြစ်တင်ရှုတ်ချလူချင်းရှုတ်ရှုတ်ချလူလူပါတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကအမေရိကန်မှာလောက်တာကြတော့ဘာမှမပြောရမယ်မြန်မာနိုင်ငံမှာလုတဲ့အခါကျတော့အတန်တရားထွက်ကြတယ်ဆိုတော့ဒါယူလေးပဲဆိုတော့အခုဘင်္ဂလီ issue နဲ့ပတ်သက်မြန်မာပြည်သားအမေရိကန်ရဲ့ လူကပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကအဲ့လိုပြောကြဂျွန်နသန်ရှာရတင်အဲ့ဒီပုဂ္ဂိုလ်ကပြောပေမဲ့နော် तू ကပြောပေမဲ့အခုသူ့နိုင်ငံမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်ကြောင့်နှိမ်နေနေတဲ့ကြမ်းကြမ်းတမ်းတမ်းရဟန်းကားကနှိမ်နေတဲ့ကိစ္စကိုဂျွန်နသန်ရှာရဘာမှမပြောနိုင်ဘူးဆိုကြရဒီဂျွန်နသန်ရှာရကိုယ်တိုင်ကပဲလေသူကိုယ်တိုင်ကပဲလေအချမ်းဖတ်သမားတကားမို့ဒါမို့လေပြည်သူလူထုအပေါ်မှာရက်ဆက်ရန်ကားကြမ်းတမ်းရိုင်းဆိုင်ဖို့အတွက်စိတ်ဆန္ဒပြပြနေတဲ့သူဖြစ်နေတယ်လားလို့ကျွန်တော်တို့ကပြန်မေးရအောင်ဖြစ်တယ်ဂျာလေးကြောင်းတယ်နော်အဲ့တော့ဒါရှင်းပြတော့ ဒါရှိပြောတယ်အမေရိကန်နိုင်ငံရဲ့ဒီမိုကရေစီကဒါလားသူများနိုင်ငံရဲ့နိုင်ငံရေးခင်းချင်းကိုဆွတ်ဖက်တယ်သူများနိုင်ငံနိုင်ငံရေးခင်းချင်းပေါ်မှာလွှမ်းမိုးဖို့ကြိုးစားတယ်ဒါပေမဲ့ကိုယ့်နိုင်ငံထဲမှာဖြစ်နေတဲ့ပြဿနာကိုကြာတော့ဘယ်ကောင်းမှမကြီးနဲ့ရေးတဲ့ကောင်ရေးတဲ့ကောင်ကြီးကြီးအကုန်လုံးငါတို့ကပိတ်ပင်မှာတက်တာမှာပိတ်ဆို့မှာဘာလို့မှလို့ပြောတာဒါရောဒီမိုကရေစီလားခင်ဗျားတို့ဒီမိုကရေစီကတကယ်ပဲပေမီတောင်းမီဒီမိုကရေစီဖြစ်လာလို့မေးရမှာဖြစ်နေတယ်အဲ့လိုအဲ့လိုဖြစ်နေတယ်ဂျန်လစ်ဂျန်လစ်တောင်းနေမေးရပါဘူးဆိုတော့ကျွန်တော်တို့နိုင်ငံတွေတော့စိတ်ပူပါတယ်အမေရိကန်အုပ်စုကအလွတ်သဘောပဲပြောပြောဘယ်လိုပဲပြောအမေရိကန်ရဲ့အတွင်းစိတ်ကဒီဘင်္ဂလီ issue မှာမြန်မာနိုင်ငံပေါ်မှာဒုက္ခပေးဖို့အများနဲ့ကြံစီနေသလားဆိုစဉ်းစားနေဖြစ်လာတယ်ပြီးတော့ AA နဲ့ဆက်ဆံမယ်လို့ပြောတာဟာ အေးရမြန်မာနိုင်ငံမှာတော့လက်ရှိချိန်မှာတော့ဒါအကြပ်ပတ်သမားပဲလက်နက်ကင်ပုံကနေတဲ့ထကြွတောင်းကျန်နေတဲ့တောင်းကျန်သူအဆင့်ပဲအဲ့တော့ဒီတောင်းကျန်သူအဆင့်နဲ့အမေရိကန်ဆက်ဆံမှုကြိုးစားတာဟာသူ့ကိုယ်သူနိုင်ငံကြီးပါလို့နိုင်ငံတကယ်ကိုအင်အားကြီးနိုင်ငံကြီးပါဂုံတိခရှိတဲ့နိုင်ငံကြီးပါလို့သူတို့ကိုယ်သူတိုက်တာထားတဲ့ပေလန်နဲ့ရှင်လိုက်ရယ်ဘလောက်တော့အောက်တန်းကျသွားလဲဆိုတော့ကိုယ့်ကိုပြန်တိုက်တာကိုသိနေလို့ပဲကျွန်တော်တိုင်တော့ကျင်တယ်เนาะဒါကတော့ကျွန်တော်တို့တော်တော်စိုးရင်တယ်ဒီလိုမျိုးဆက်ဆံလို့ယာကြီးဆိုရင်တော့ပြီးတော့မှမြန်မာတပ်မတော်ကနေနေရှင်းလေးနေနေတော့မှသူတို့နှိမ့်နှိမ့်နှိမ့်ကုတ်ပါတယ်နိုင်ချင်းပါနှိမ့်ဆက်ပါတယ်လို့ပြောရင်တော့ခင်ဗျားတို့တရားသလားလို့ ပြန်မေးရမှာဖြစ်တယ်เนาะအဲ့တော့ရှင်းပြောရင်တော့အမေရိကန်ရောက်မြန်မာတွေအမေရိကန်မှာရောက်နေတဲ့တခြားနိုင်ငံလူတွေအကုန်လုံးအနေနဲ့လေဒီမိကုန်းတွေကိုခင်ဗျားပြန်မေးတတ်ဖို့လို့လုပ်တာပဲဒီလိုပဲကျွန်တော်တိုက်လို့ချင်းเนาะဒါအားချက်ပေါ့ဒီ AA ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကကိုယ်တည်းကအဲ့လိုသဘောဆွေးနွေးမှာထည့်ဆွေးနွေးတယ်ကျွန်တော်တော်တော်စိတ်ပူတယ်ဒါလေးကသတိကြီးထားမယ်ကိစ္စတစ်ခုလို့တိုက်လို့ချင်းနဲ့အစိုးရတွေနဲ့လက်ရှိအစိုးရတွေပေါ့เนาะဆိုတော့နောက်တစ်ခုကအမေရိကန်မှာနောက်ထပ်ဆွေးနွေးကြတာနောက်တစ်ခုကအဲ့ဆိုကုလသမဂ္ဂနောက်ထပ်ဆွေးနွေးကြတာတစ်ခုကနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီဒေါ်ဆန်းစုကြည်မပါတော့အဲသူကလာပြီး နော်အရေးပါတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုအချင်းချထားပြီးတော့နိုင်ငံရေးအကျဉ်းသား2000 2000ကျော်ရှိနေတဲ့အချိန်အရေးပါတဲ့နိုင်ငံအကျဉ်းသားခေါင်းဆောင်တွေကိုထောင်ချထားပြီးတော့ရွေးကောက်ပွဲလုပ်တဲ့ကိစ္စဟာတဲ့နော်အားလုံးပါဝင်တဲ့နိုင်ငံရေးဆိုတာမဟုတ်ဘူးမှားနေတယ်ပေါ့မကြိုက်ဘူးဒါကြီးကပြဿနာကြီးထပ်ဖြစ်နိုင်ပါတယ်နောက်တစ်ခါဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုပြန်လှုပ်ပေးဖို့လိုအပ်တယ်သူတို့မပါတဲ့ရွေးကောက်ပွဲကြီးကခုနရွေးကောက်ပွဲလို့ဘယ်လိုဆိုမလဲပို့ဆိုတာမျိုးကိုအဲဂျူလီဗစ်ရှော့ပေါ့ Miss Julie Julie Vishop သူက Miss Julie Vishop ဆိုကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်အထူးကိုယ်စားလှယ်သူကတက်မတော်ပေါ်မှာမေးခွန်းထုတ်လိုက်တယ်ပြီးတော့သူ့ရဲ့ဒီဒီဒီကုလသမဂ္ဂအစည်းအဝေးထဲမှာသူထည့်ပြောတယ်ဆိုတော့ ကျွန်တော်တို့ဒီနေရာမှာထပ်ပြောရင်တော့ဒေါ်စန်းသူကြီးနဲ့ဥယျာဉ်မပါတော့သူဒေါ်စန်းသူကြီးနဲ့တိုက်ခိုက်နိုင်ငံရေးသမားတွေမပါတော့ရွေးကောက်ပွဲကိုသူတို့ကတရားမျှတမှုမရှိဘူးရွေးကောက်ပွဲဖက်သနာတွေဖန်တီးလိမ့်မယ်ဖက်သနာတွေပဲထပ်ဖြစ်မယ်ရွေးကောက်ပွဲမမှန်ကန်ဘူးများတောင်ဖြစ်သင့်ဘူးစသဖြင့်လို့ပြောရဲဆိုတော့โอเคကျွန်တော်တို့ပြောတဲ့စကားကိုအတီတနေရာမှာဟိုဟာလို့ပေါ့ပိုက်ပုံမှာ market market ပေးလိုက်တယ်ဒေါ်စန်းသူကြီးမပါရင်ရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးလို့အမေရိကန်အုပ်စုကအမေရိကန် sorry ဟိုကုလသမဂ္ဂရဲ့ Julie Bishop ကပြောတယ်โอเคဒါဆိုရင်ဒေါ်စန်းသူကြီးကိုယ်တိုင်ကနိုင်ငံရေးမှာမပါကျွန်တော်ဆိုရင်ရောအဲ့ဒီခါကျရင်မင်းတို့ဘာပြောမလဲ နိုင်ငံရေးကိုဒေါအောင်ဆန်းစုကြည်နဲ့ပုံသေးတွက်တယ်ဆိုတာခရေကအဲ့ဒီနိုင်ငံရေးအဲ့ဒီနိုင်ငံကပုံသေးတွက်တဲ့သူတွေရဲ့အတွေ့အကြုံအောင်တော့ကဝန်ဝေးတကြောင်းနေသွားတယ်ဖြစ်နေတယ်ဆိုတော့နိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ကံကြမ္မာကိုဒေါအောင်ဆန်းစုကြည်ကပဲဆုံးဖြတ်မှာလားမြန်မာနိုင်ငံကံကြမ္မာကိုသူကပဲဆုံးဖြတ်မှာလားခင်ဗျားစဉ်းစားလို့ယူလေးစဉ်းစားဒီနိုင်ငံရဲ့ကံကြမ္မာကိုဒေါအောင်ဆန်းစုကြည်ကြောက်တဲ့ပုံမှာပုံထားမှာလားမှန်သလားအဲ့လိုပုံထားမှန်တယ်လို့ဘယ်နိုင်ငံရဲ့ခေါင်းဆောင် project တွေကယုံကြည်တယ်လဲယုံကြည်တဲ့ project ရှိတာဒေါအောင်ဆန်းစုကြည်မှမပါရင်ဒီရွေးကောက်ပွဲတရားမျှတမှုမရှိပါဘူးလို့ဘယ်ပေတာနဲ့တိုင်းလိုက်တာလဲအဲ့ဒီမိကုံအဲ့ဒီသက်ဆိုင်လူတွေပြန်ဖြေရအောင် โอเคတော့သူတွေသေးပါပြီဆိုပါစို့နောက်ဆုံးအသက်တွေကြီးတော့သူကသူမရှိတော့ဘူးအဲ့ကြိုင်သူနဲ့နိုင်ငံရေးဆက်လို့အာသူမရှိတော့နိုင်ငံမှာဖြတ်ပေးရမှာလားတကယ်နားလည်အောင်ပြောရအောင်နိုင်ငံဟာလူပုဂ္ဂိုလ်တွေပိုကြီးမြတ်တယ်နိုင်ငံတစ်ချက်ကြီးမြတ်တဲ့လူပုဂ္ဂိုလ်ဆိုတာမရှိဘူးနိုင်ငံတစ်ခုရဲ့ကံကြမ္မာတဲ့ကြီးမြတ်တဲ့လူပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးအဲ့တော့ဒေါအောင်ဆန်းစုကြည်မပါတော့ဆိုတာမျိုးခေါင်းစဉ်တက်ပြီးတော့သူတို့ပြောလာပြီဆိုရင်ကျွန်တော်တို့ကပြန်ပြောရမှာဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကမပါခြင်းဘူးလို့ပြောရင်မင်းတို့ပါပြောမလားအဲ့လိုပြန်မိရတော့အခုဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ပါခြင်းသားမပါခြင်းသားဆိုတဲ့မေးခွန်းခင်ဗျားတို့စဉ်းစားဖို့လိုလားဒေါအောင်ဆန်းပါခြင်းဆိုပါစို့အခုဒီနေ့ပဲကျွန်တော်ဒေါအောင်ဆန်းစုကြည်ရဲ့ old friend တော့တကယ်ကိုမိတ်ဆွေရင်းကြီးတယောက်နဲ့စကားပြောလာတယ် ။သူလည်းပါပြောတော့ဆန်းသူကြည်လည်းအခုအသက်80ဖြစ်ပြီ။နားသိမ့်ပြီတဲ့သူလည်းနားကျင်နေလောက်ပြီတဲ့ပြီးတော့နားသိမ့်ပြီတဲ့။ဘာပြောနိုင်ငံဒီနိုင်ငံနိုင်ငံကြီးကချင်းထားဆိုလို့မဟုတ်ဘူးတဲ့။ဒါကိုသူအချိန်ချင်းတော်ဆန်းသူကြည်ပြောခဲ့ဘူးတဲ့။ဒါကိုအချိန်ချင်းသူပြောခဲ့ဘူးတဲ့။တော်ဆန်းသူကြည်သူမြင်ပြောတယ်မြန်မာနိုင်ငံနိုင်ငံကြီးကမင်းသွားနေခဲ့တဲ့ဒီဒိန်လိုမျိုးနိုင်ငံပါရဲ့နိုင်ငံကြီးနဲ့မတူဘူး။ နော်အဲ့တော့မတူတဲ့အတွက်ဒီနိုင်ငံရဲ့နိုင်ငံရေးကိုမင်းခုနပြည်ထောင်မှာတတ်မှတ်တဲ့နိုင်ငံရေးလိုမျိုးဒါပြီးပေးတန်းဆွဲချလို့မရဘူးအဲ့တော့ဒီနိုင်ငံရဲ့နိုင်ငံရေးကိုလုပ်မယ်ဆိုဒီနိုင်ငံရဲ့သဘောတရားကိုနားလည်အောင်လေ့လာမှလုပ်တင်တယ်ဆိုတာမျိုးပြောခဲ့တယ်ချင်းချင်းအခုဒီခေတ်ချင်းမဖြစ်ခင်ထိလေဒီဟာတွေနဲ့ပတ်သက်ရင် तू မဖြစ်တင်တာတွေကိုဖြစ်အောင်တာတိုက်သုံးခဲ့တယ်ဒါပေမဲ့တော်ဆန်းစုကြည်ကတော့ तू ကတော့နောက်ကျသွားခဲ့ပြီမမီတော့အခုအသက်80ကျော်ချင်မှာတော်ဆန်းစုကြည်ကိုယ်တိုင်မင်းဆက်လုပ်ချင်တဲ့အနေထားရှိပါလားဆိုတော့ तू အမြင်ပြောရရင်တော့တော်ဆန်းစုကြီးဆက်လုပ်ချင်စိတ်ရှိမှာမပေါ်တော့ဘူးတဲ့ပြောရင်တော့တော်ဆန်းစုကြည်သူ့ကဆိုအေးအေးနားပါလိမ့်မယ်နားပါဖို့များလိမ့်မယ်လို့ကောက်ချစ်ထားတယ်ဥပမာဆိုကြပါစို့ နောက်လာမယ့်ရုပ်ောက်ဘွဲအလုံးမှာဒေါ်စောသူကြည်အဲဆိုရုပ်ောက်ဘွဲအလုံးမှာအစိုးရတတိယတက်ပြီလာမယ့်ရုပ်ောက်ဘွဲအပြီးမှာအစိုးရတတိယအစိုးရတတိယကဘာလို့မှလဲဆိုဒေါ်စောသူရဲ့ပတ်သက်တင့်ချက်သူလုံးမှာကနေရင်ချက်ချုပ်ပထမတစ်ဆင့်သူရွှေ့လိမ့်မယ်နောက်ဒုတိယတစ်ဆင့်ကလွတ်လပ်စွာဟိုအချင်းလူချင်းချမ်းသာဝင်ပေးလိုက်သည်ဆိုဖြစ်လာမယ်နှစ်ဆင့်ပေါ့ပထမဆင့်နေရင်ချက်ချုပ်နေရင်ချက်ချုပ်မှာနေထိုင်တယ်โอเคတယ်ဆင်ပြေတယ်နိုင်ငံရေးနဲ့ပတ်သက်ပေါင်ချင်းသေးလည်းမရှိတော့ပါဘူးဆိုโอเคလုံးဝပတ်သက်လို့သူအေးချင်းချမ်းနဲ့ကောင်းကောင်းမွန်မွန်ပဲဒီသူ့ရဲ့တတန်းတစ်ခုရဲ့နောက်ဆုံးချိန်လေးကိုအကောင်းမဖြတ်တန်းတော့မယ်လို့ဆုံးဖြတ်ကြအောင်မြင်သွားပြီဆိုရင်အဲ့အစိုးရကဘာလုပ်မလဲလူချင်းချမ်းသာဆိုပြီးပေးလာပြီဖြစ်လာနိုင်တယ် ဲ့တော့ဒေါ်သတိကိုယ်တိုင်ပင်လေဒီရွေးကောက်ပွဲရောနိုင်ငံရေးမှာရောပါဝင်ပတ်သက်ခြင်းနဲ့စိတ်ရှိပါဦးမလားဆိုတော့မေကွန်အဲ့ဒီမေကွန်ကအဲ့ဒီနိုင်ငံသားအဖွဲ့အစည်းတယောက်မှမဖြစ်ဘူးသူတို့စိတ်ထဲမှာထင်တာဒေါ်သတိကိုဆက်ချက်နဲ့တမိလို့ထင်နေလားမသိဘူးမဖြစ်နိုင်တော့ဘူးဒေါ်သတိရဲ့အနေနဲ့အဲ့လိုဖြစ်အဲ့တော့ဒေါ်သတိမပါတော့ဟုတ်ပြီ။ तू ကဒေါ်သတိပါတဲ့နိုင်ငံရေးအခင်းချင်းလို့ပြောရင်မပါတဲ့အခင်းချင်းကိုမင်းတို့စဉ်းစားလို့မရဘူးလား။မစဉ်းစားရတော့ဘူးလား။ तू မပါရင်နိုင်ငံရေးရွှေ့လို့မရတော့ဘူးလား။အဲ့လိုကျွန်တော်တို့ကပြန်မေးရမှာကောက်တာမေးရတော့မှာ။ तू မပါတဲ့နိုင်ငံရေးဆက်သွားနေရမှာ။ကဘာကြီးပေါ်မှာ तू မရှိလို့ငါမရှိလို့ဆိုပြီးကဘာကြီးက23နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းဆောင်ပြီးတော့စိုက်တိုင်းခိုင်းလိုက်တဲ့ချင်းတွေကလို့တိမ်းဆောင်ပြီးတော့တိမ်းဆောင်ပြီးတော့ရပ်ပြီးမှမဟုတ်ဘူး။ ရှင်းရှင်းလေးပြောရရင်ကဘာကြီးပေါ်မှာဘယ်သူတူတယောက်မရှိလို့ဆိုပြီးအဲ့ကဘာကြီးကလဲနေအောင်ရပ်မပြီးဘူးတောင်ဆန်းစုကြည်မရှိလို့ဆိုပြီးတော့ကဘာကြီးလဲနေအောင်ရပ်မပြီးဘူးတောင်ဆန်းစုကြည်မရှိလို့မပါလို့ဆိုပြီးတော့နိုင်ငံရေးနိုင်ငံရေးကွာကြီးကရန်တရားကြီးလဲနေရကြီးရက်သွားမှလည်းမဟုတ်ဘူးရက်ပြီးလို့လည်းမရဘူးရှင်းရှင်းလေးပဲဘသူတမဒီရထားကြီးရက်ပြီးလို့မရဘူးရှင်းရှင်းလေးအဲ့တော့ဒီရထားကိုပါအားလုံးကအတူတူတက်ပြီးတော့ဥဆောင်မောင်းနေနိုင်မောင်းနေမောင်းနေနိုင်ရထားပြီးမှဆင်းကြခဲ့တွေ့ရကြုံရပူတာမှဆင်းသာကြခဲ့အကောင်ဆုံးပဲအဲ့ဒါနိုင်ငံကြီးပဲရှင်းရှင်းလေးအဲ့ဒါကိုမဆင်းမနဲ့ငါတို့မတက်ရလို့အဲ့ပူတာကိုငါတို့အဲ့ရထားမဆင်းဘူးကွာဆိုတော့အေးမဆင်းနဲ့ပေါ့ရှင်းရှင်းလေးကို တော့နိုင်ငံရေးအဲ့လိုလိုက်တွေးကြတဲ့ကအဲ့ဒီအတွေးခေါ်ရှိနေတယ်အဲ့ဒီအနောက်တိုင်းသားတွေနဲ့အရှေ့တိုင်းသားတွေတချို့တွေကကြက်ကောပြည်လာပြင်မိရမှာနိုင်ငံရေးချက်ပြည်ကြရလားလို့ကျွန်တော်ပြင်မိရတော့ဟုတ်တယ်နိုင်ငံရေးချက်မပြည်ဘူးလို့ကျွန်တော်မြင်တယ်ဟုတ်တယ်ခင်ဗျာလူတယောက်မရှိတဲ့နဲ့အဲ့ဒီနိုင်ငံနိုင်ငံရေးရှေ့ဆက်လို့မရဘူးဆိုတာမျိုးတွေးကြတဲ့အဲ့ဒီနိုင်ငံရေးသမားတွေအဲ့ဒီနိုင်ငံအနောက်အုပ်စုရောအရှေ့အုပ်စုရောအကုန်လုံးကချက်မပြည်တာပဲအဲ့ဒီနိုင်ငံရေးသမားတွေကိုချက်မပြည်တာပဲအဲ့တော့ချက်မပြည်နိုင်ငံရေးသမားတွေဖြစ်မနေဘူးလားယူလို့ကြော်တော့အဲ့တော့ကျွန်တော်ကတော့ရှေ့ရှေ့လေးပဲဘသူမရှိလို့ရပ်ပြရဲဆိုတော့နိုင်ငံရေးကိုမလိုလားဘူးမချက်ဘူး go ahead ပဲရှေ့ကိုဆက်သွားမှာဒါပဲကျွန်တော်မြင်တယ်အဲ့တော့ဒေါ်စန်းသူကြီးမပါရင်ကျွန်တော်တို့တိုင်းပြည်ပိုတော်ကောင်းသွားမယ်လို့ကျွန်တော်မြင်တယ်တချို့ကလည်း ပေါ်တော်ကောင်းပါမယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ရှုထောင့်အရာပြောတာတဦးချင်း personal point လို့ပြောသူမပါတာနိုင်ငံရေးပေါ်တော်လှပအောင်ပေါ်တော်ရှေ့ပေါ်ကောင်းပါအောင်ပြီးတော့ तू အသက်80ရှိပြီ तू ရှေ့ကိုဆက်လုပ်မယ်ဆိုတာ तू အေးအေးဆေးဆေးကောင်းအောင်နားတာပေါ်ကောင်းတယ်ကျွန်တော်သူ့အဲ့သူ့မိတ်ဆွေတကယ်ချင်းကြီးကိုပြောခဲ့ပါတယ်ကျွန်တော်ကလို့ပွင့်လိုက်ပြောတော့ဆက်သူကြီးကိုအေးအေးဆေးဆေးကောင်းအောင်ပေါ်နဲ့နားနားနေနေပြီးတော့တက်တော်မစားလေးနဲ့ ဟိုစာအုပ်လေးဖတ်ပြီး AAC ပြောရှင်ကောင်းပေါ့နာနာနေနိုင်ငံရေးနဲ့မပါ AAC နေရာလေးပဲမြင်ကျင်တော့တယ်သူအဲ့တိုင်းလေးပဲကောင်းကောင်းလေးမြင်ဒီတိုင်းလေးပဲမြင်ကျင်တော့တယ်ဒီတိုင်းလေးထောင်းတော့ပေါ့ဘူးနော် AAC ကျန်လေးနေတာပဲမြင်ကျင်တော့တယ်အဲ့ဒီဒီနိုင်ငံရေးရှုပ်ထွေးတယ်မှာသူမပါသိကျင်တော့ဘူးလို့ဘာလို့ထပ်လည်းမပါတာအကောင်းဆုံးပဲသူ့တို့လည်းကောင်းတယ်နိုင်ငံတို့လည်းကောင်းတယ်လို့ကျွန်တော်အဲ့တိုင်းပဲပြောခဲ့ဒါဒါကျွန်တော်အမြင်ပါအဲ့တော့ဒီအနောက်အုပ်စုနဲ့အဲ့ဒီအရှေ့အုပ်စုအရှေ့ဥသာဂျပန်လို့ပြောတာအဲ့ဒီအုပ်စုတွေကဒေါ်ဆန်းသူကြီးကိုပဲတည်ဆင်းထားတယ်တခါလည်းဒီဟိုဒေါ်ဆန်းသူကြီးတခါလည်းဒီဟိုဒေါ်ဆန်းသူကြီးကျွန်တော်ကဗာဒေါ်ဆန်းသူကြီးမပါရင်မကျွန်တော်ကနေ့စဉ်တမင်တော်စားရတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ကျွန်တော်ကအဲ့စဉ်းစားမှုစဉ်းစားနေရတော့ကျွန်တော်လက်မခံနိုင်ဘူး မြန်မာတယောက်နဲ့လက်မခံနိုင်ဘူးဂျန်လက်တယောက်နဲ့လက်မခံနိုင်ဘူးအဲ့တော့ဒေါန်ဆန်းစီကိုညံ့နဲ့တော်တယ်ပြောရမလို့လက်မခံနိုင်ဘူးပြောတာ तू မရှိရင်မဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေပြောနေတာကိုလက်မခံနိုင်ဘူးလို့ပဲပြောချင်တာဒါဒါဒါကျွန်တော်ရဲ့အမြင်ပါနော်ဒါတစ်ချက်ပေါ့အဲ့တော့ तू ကတိုက်ပြီးတဲ့နင့်နာခံကိုကြိုးဆုံပြီးတော့တိုက်ပြီးတဲ့ကိုကိုပီတီအက်တွေကိုမင်းတို့ရတော့လို့ထွက်ပြီးပြောပေးမယ်ဆိုရင်တော့ကျေးဇူးတင်ပါကျွန်တော်ကျေးဇူးတင်ပါဒါကျေးဇူးတင်ပါပြီးတော့ NGO အုပ်စုကိုငါလုံးဝလက်မခံဘူးလို့ तू တခုံးထွက်ပြောရင်ဒါကျေးဇူးတင်ပါတကယ်ကျေးဇူးတင်ပါ NGO အုပ်စုကလုံးဝလက်မခံဘူးပီတီအက်တွေမင်းတို့လက်နက်ကိုင်ပုံကနေငါလုံးဝမကြိုက်ဘူးလက်မခံဘူးလို့ तू ထွက်တာပြော MLA ခင်ဗျလက်အုပ်ချီထိုင်အောင်ရှိခိုးချင်တယ်တကယ်အဲ့လိုပြောထိုင်အောင်ရှိခိုးမှာဘာလို့ ူ့ရဲ့စကားတစ်ခွန်အဲ့တစ်ခွန်တော့ကျွန်တော်လိုချင်တယ်ကျွန်တော်ကတော့တချို့ဟာတွေကတော့ तू မပါလဲတိုင်းပြရရှေ့ဆက်မှာ तू ရှိရှိမရှိရှေ့ဆက်မှာ तू မရှိနေတော့လည်းဒီတိုင်းပြရရှိတယ် तू မရှိနေတော့လည်းဒီတိုင်းပြရှိတယ် तू ရှိနေလည်းရှိတယ် तू မရှိတော့လည်းရှိအောင်မှာအဲ့တိုင်းပြရအဲ့ဒါကိုပြောချင်တာနော်အဲ့ဒါကိုကျွန်တော်တို့နောက်လာမယ့်မျိုးဆက်လူငယ်တွေရောနိုင်ငံရေးသမားတွေအားလုံးလည်းနားလေဖို့သင်တယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့အနောက်တိုင်းအုပ်စုကိုလည်းအဲ့ဒီတိုင်းပဲပြောမှာဟုတ်ပြီမင်းတို့ကဒေါက်ဆန်းသူကြီးပါမှလို့ပြောရင်မပိုင်ရော तू မပိုင်ရောငါတို့ရှေ့ဆက်သွားလို့မရတော့ဘူးလားလို့ပြန်မေးရဒါပဲမပိုင်ရှေ့ဆက်သွားလို့မရတော့ဘူးလားပြန်မေးရအဲ့ဒီတိုင်းပဲပြရမှာဒါပေမဲ့ခက်တာမြန်မာနိုင်ငံနိုင်ငံရေးသမားတချို့ကတန်ယုံတန်တမန်အတိုင်းဝိုင်းနေမှာတွားပြီးသဘောပဲထားပြီးတော့စကားပြောရရင်သူတို့ကသူတို့ဟုတ်ကြီးထင်နေတာ ဲ့လိုလူတွေပုံများတယ်အဲ့လိုလူပုံများတယ်ပုံပြောတာအပွဲလွင်ခပွဲလမ်းသမီးခန္ဓာတက်ပြီးတော့ခန့်ခိုင်းနေထိုင်တောက်ပြီးတော့ပြောရင်အကြီးကြီးတွေပြောတာသူပူကြိုက်တယ်ရောင်းဆောင်ကြီးနဲ့ပတ်သက်ရင်သူကတိတ်မပြောရဘူးကြောက်ကြတယ်ဘာလို့ဆိုသူလူမုံမောင်ကြောက်လို့လူမုံမောင်ကြောက်ရင်နိုင်ငံရေးသမားမလုပ်နဲ့ကျွန်တော်တို့ရှင်းရှင်းလေးပဲဂျန်လစ်ကြောက်နေတဲ့လူမုံခံပြောရတာမုံခံတတိရှိပြောရတယ်ခင်ဗျားတို့လည်းနိုင်ငံရေးသမားတွဲရတတိရှိရမယ်အဲ့တတိမရှိနိုင်ငံရေးသမားမလုပ်နဲ့ထမိန်သာဝတ်ထားကြရှင်းအောင်ကျွန်တော်ကဖဲပေါ်တာအဲ့နိုင်ငံရေးသမားတွေကဘုံပြောတာနော်ဒါတော့ကျွန်တော်ရဲ့ဒီရောင်းဆောင်ကြီးကိစ္စနဲ့ဆက်ဆက်ပြောတာအဲ့တော့ရောင်းဆောင်ကြီးကိစ္စနဲ့ဆက်ပြီးနောက်တစ်ခုဒီနေ့ကျွန်တော်မနေ့ကပြောမယ်လို့ပြောရဲဆိုတာကိစ္စအဲ့ဒါဘာလဲဆိုတော့ 第千万个字例木，千万个字例木，今天话这说话就话，这那边的标准了，千万个字例目，例粮这的该啥？那不得路线，广上省书记干过的啦，没干过的啦，广上省书记来看的啦，来没看过的，所以没看过，不是嘛？都这样子打交道。千万个字例呢不得意，到例粮这的该啥呢？例粮这养虾的该啥呢？不得意。广东省书记个，干过拆迁，老忘不消。他还在讲着呢。千万个字例养虾不该啥？例粮这养虾不该啥？广东省书记干过拆迁，老忘不消。干过他铁路，米利亚家苦过啊，表演多么好。 ူ့ရဲ့ရှေ့နေတွေကပြောရင်အဲ့ဒီရှေ့နေတွေကိုကျွန်တော်မိကုန်းတစ်ခုပဲမိပါဒေါ်ဆမ်းမာလာညွန့်သူ့ရဲ့ရှေ့နေကဒေါ်ဆမ်းမာလာညွန့်ဒေါ်ဆမ်းသူကြီးကောက်ွက်ထားတယ်လို့ဒေါ်ဆမ်းမာလာညွန့်ကိုယ်တိုင်ပြောရတဲ့ထင်လားပြောရရင်ပြောခန့်ကြည့်လိုက်မယောရင်ဒီချမ်းဘက်54ကိုရောင်းလင်းလန်းတောင်းချချင်တဲ့ပတ်သက်ဒေါ်ဆမ်းသူကြီးကောက်ွက်ထားတယ်လို့ဒေါ်ဆမ်းမာလာညွန့်ပြောရလားထိဆုံးကျွန်တော်နံပါတ်1မိပြီသူပြောရလားပြောရင်ပြောပါပြောရင်ပြောလိုက်ပြောရင်ကျွန်တော်အဲ့ကြိုက်ပြောပြီအဲ့ကြိုက်ရင်တော့ကျွန်တော်နောက်တစ်ခွက်ပြောပါအခုတော့နံပါတ်1ကဒေါ်ဆမ်းသူကြီးဒီချမ်းဘက်54ကိုလင်းလန်းတောင်းချတဲ့ကိစ္စနဲ့ပတ်သက်လို့ကန့်ကွက်ထားခြင်းလောကမရှိဘူးကန့်ကွက်ထားတဲ့စာဖြစ်ဖြစ် ဟိုဘာခေါ်လဲအချောင်းကျစာဖြစ်ဖြစ်အတီးပြူစာဖြစ်ဖြစ်တခုခုပေါ့ဘာမှမရှိဘူးဒေါ်စန်းစုကြည်ကိုလည်းပြောထားတဲ့စာတခုဒေါ်စန်းစုကြည်ကဒေါ်စမလာကျင်းတို့ပေးထားတဲ့အခွင့်အာဏာတခုရှိတယ်အဲ့ဒါကျွန်တော်မပြောသေးဘူးဒေါ်စမလာကျင်းတို့ဖွဲ့ကမီဒီယာတွေမှာပရိပရာပြောတဲ့နေ့ကျွန်တော်ပြောမှာ BBC တို့ RFB တို့စသဖြင့် BBC မီဒီယာတွေမှာသူတို့တွေကဘက်ကနေသတင်းတခုခုအမြင်မ follow သောပုံစံနဲ့ပေးပြီးတော့ဟောရဖြစ်နေနေ့ကျွန်တော်ပြောမှာကောက်ကွက်ပါတယ်လို့ပြောတဲ့နေ့ပေါ့လားဒေါ်စန်းစုကြည်ကောက်ကွက်ထားခြင်းလုံးဝမရှိဘူးချမ်းမ54ကိုလီလန်တောင်ချဖို့အတွက်ဒေါ်စန်းစုကြည်ကောက်ကွက်ထားခြင်းလုံးဝမရှိဘူးလုံးဝလုံးဝမကောက်ကွက်ခဲ့ဘူးလုံးဝလုံးဝမကောက်ကွက်ထားဘူးခါရောင်ရောင်ရောင်နော်လုံးဝမကောက်ကွက်ထားဘူးမကောက်ကွက်ထားကြောက်ကိုလည်းအထောက်ထားရကြောင်မှရှိတယ် ကန့်ကွက်ထားခြင်းမရှိကြဘူးလေထောက်လိုက်ကြတော့လို့ရှိတယ်နော်အဲ့တော့ဒီချမ်းပန်54ဒီရှင်းပြရင်မနက်ဖြန်12ရက်နေ့မနက်ဖြန်12ရက်နေ့မှာတရားရုံးမှာဆုံးဖြတ်ချက်တခုပေးရအောင်ထပ်ပြီးဆုံးဖြတ်ပေးရအောင်ဘာလို့လဲဆို၄နေ့လေးနေ့နဲ့မအောင်မြင်ဘူးမအောင်မြင်တဲ့အခါမှာဥအောင်ဆောင်ဘက်ကရှိနေတယ်ကပြန်ပြီးတင်လိုက်တဲ့ပုံစံတခုကြောင့်အဲ့ပုံစံတခုကနှစ်ချိန်လောက်တစ်ချိန်နှစ်ချိန်ဆွေးနွေးပြီးတော့မနက်ဖြန်မှာတရားရုံးမှာဆုံးဖြတ်ချက်တခုပေးရမယ်လို့ကျွန်တော်ချမ်းပြင်းသိရတယ် တရားရုံးကတော့ဘယ်လိုဆုံးဖြတ်ချက်ပေးမလဲကျွန်တော်မသိဘူးဒါတရားရုံးကဆုံးဖြတ်ချက်လုပ်ပိုင်ခွင့်ပေါင်ထဲမှာရှိရတဲ့ကျွန်တော်နဲ့မဆိုင်ဘူးတရားရုံးသူအချိုက်တဲ့ဆုံးဖြတ်လိမ့်မယ်တရားသူကြီးအချိုက်တဲ့ဆုံးဖြတ်လိမ့်မယ်ဒါကျွန်တော်မဆိုင်ဘူးဒါပေမဲ့တရားတရားနိုင်ရှိနေပေါ့တရားနိုင်ရှိနေတရားတရားတရားနိုင်ဘက်ကပေါ့နော်တရားနိုင်ထားတဲ့ဘက်ကဥပဆောင်ဘက်ကတင်ပြထားတာက၄ချိန်တိတိသူတို့လေးရနေတယ်ဆွဲတယ်ဒါပေမဲ့၄ချိန်လုံးမှာအနှောက်ယှက်ပေးတဲ့သူတွေရှိတယ်ကန့်ကွက်တဲ့သူတွေရှိတယ်ပြက်လို့ဖြစ်သိတဲ့သူတွေရှိတယ်ကန့်ကွက်တယ်ဆိုတာဒေါသကြီးကောက်တာမဟုတ်ဘူးတော့သူတို့ဘာသာသူတို့လူတစုကလူတစုကရေစရှိကြီးကန့်ကွက်တယ်အဲ့တော့ကန့်ကွက်တဲ့နှောက်ယှက်တဲ့ဖြစ်သိတဲ့လူတွေရှိတယ် ်ချိန်ကြောက်တဲ့သူတွေရှိနေတယ်ရှိတော့လေးချိန်လုံးလုံးမအောင်မြင်ခဲ့ဘူးချိန်ကြောက်တဲ့သူတွေဘယ်သူလဲကန့်ကွက်နေတဲ့သူတွေဘယ်သူလဲတားဆီးဖို့ကြိုးစားနေတဲ့သူတွေလဲဆိုတာကိုတရားရုံးရဲ့တရားခွင်မှတ်တမ်းတွေမှာ record တွေရှိတယ်နော် record တွေရှိတယ်နော်တရားရုံး record တွေရှိတယ်ဘယ်သူတွေကအသေးအတန်ကိုကပြည့်ရပြည့်လိုက်ရအောင်ဖြတ်နေတယ်လဲဆိုတာတရားရုံးမှာမှတ်တမ်းတွေရှိတယ်ပြီးတော့ဒီအမှုကတရားခွင်ကတရားခွင်ကချမှတ်ထားပြီးသားတရားရုံးကတရားသူကြီးနော်တရားသူကြီးဦးထွန်းထွန်းဘုရင်တော်ရခင်ပေါ့နော်ပြောင်းတရားသူကြီးဦးထွန်းထွန်းအပါဝင်ကိုးပါးထိုင်တရားသူကြီးကနေဆုံးဖြတ်ထားတဲ့အမှုကြီးကိုးပါးထိုင်ပြီးဆုံးဖြတ်ပြီးတော့ ဒီအင်ကိုလေလံပြစ်ရောင်းချဈေးလို့ဆိုပေတာပြီးအမှုကိုးပါးထိုင်ဆိုပေတာအဲကိုးပါးထိုင်တရားပြည်တော်သူတရားလို့တော်ချုပ်ကတရားသူကြီးတွေတရားသူရုပ်တွေကိုးပါးထိုင်ပြီးဆုံးဖြတ်ထားပြီးသားအမှုလေလံတောင်းကြီးလေလံတောင်းချဈေးဆိုတဲ့အမှုမအောင်မြင်အောင်ပြက်လို့ပြက်စီဖြစ်အောင်ဖျက်လို့ပြက်စီလုပ်တဲ့အုပ်စုတွေတည်တန့်ရှိတယ်တရားခွန်ထဲမှာလည်းရှိတယ်တရားခွန်အပြင်မှာလည်းရှိတယ်အဲဒီအုပ်စုတွေကဘသူတွေလဲကိုယ့်အကူသိတယ်တည်ကိုယ့်အကူသိတယ်ဖျက်စီဖျက်လို့ပြက်စီလုပ်တယ်ဘာလို့လုပ်တာလဲဆိုတော့ရှင်းပြပါရင်တော့သူတို့ရုပ်ချက်သူတို့ပဲသိတယ်ဘာသူတို့ပဲသိတယ်တစ်ချက်ပေါ့နော်ဆိုတော့အဲ့ဒီမှာလေးချိန်လုံးလို့မအောင်မြင်ဖြစ်လဲဖြစ်ကောသက်ဆိုင်ရာတရားနိုင်ဘက်ကနေပြီးတော့စတင်တယ် နောက်ဆုံးသူစာတင်လာတယ်အဲ့မှာတရားနယ်ဘက်ကစာတင်ရရင်အကြောင်းရင်းရလဲတရားရုံးကနေပြီးတော့သူကလေလံတင်တစ်ချိန်မအောင်မြင်တိုင်းမှာလုတ်ခွင့်ရှိတဲ့အချက်၅ချက်ဆိုပြီးပြန်ပြောတယ်လုတ်ခွင့်ရှိတယ်လေလံပြစ်လေလံပြစ်လို့မအောင်မြင်ဆိုရင်လုတ်လို့ရတာအချက်၅ချက်ရှိတယ်အဲ့ထက်တက်တဲ့တစ်ချက်ကိုရွေးလို့ရတယ်လို့တရားရုံးကနေသတ်မှတ်ပေးတယ်အဲ့တော့၄ချိန်တိတိတစ်ချိန်၂ချိန်၃ချိန်၄ချိန်မြောက်လဲပြီးလဲပြီးတော့မအောင်၄ချိန်တိပါအောင်မြင်နဲ့မအောင်မြင်ရောအဲ့ဒီမှာ၄ချိန်မြောက်လဲကြောက်သက်ဆိုင်ရာတဲလိုဘက်ကရောဒီဘာတင်လဲဆိုတော့တဲတဲ့ခါမှာဒီအိမ်ကိုโอเคဒီခြံကြီးကိုတိရသမ၉ရေကနှစ်ရေကနှိပါရှိတဲ့ခြံကြီးကိုခြံကြီးကိုထောက်ပတ်ပိုင်းပြီးတော့ ရောင်းပထမတစ်ဆင့်လေလံပြစ်တာထောက်ဝက်ပိုင်းပြီးလေလံပြစ်ပါတော့မယ်ဆိုတော့လက်လက်ထောက်ဝက်ပိုင်းလေလံပြစ်ပါတော့မယ်ဆိုပြီးတော့ तू ကခုနအချက်၅ချက်တည်းတစ်ချက်ကိုကင်ပြီးတော့လေထောက်ဝက်ပိုင်းလေလံပြစ်ပါမယ်လို့တက်ဆိုင်ရဥအောင်ဆောင်ရှိနေဒီဘက်ကတင်းတယ်ပြအောင်မှာတင်းတဲ့ခါလေးရောက်တော့ဒေါ်ဆန်းစုကြည်ရှိနေဒီဘက်ကကန့်ကွက်တယ်ဒါကိုလက်မခံဘူးသူကန့်ကွက်တယ်တဲ့ဒါကိုလက်မခံဘူးတင်းတက်ဝက်ရောင်းတာလက်မခံဆိုအပြေရောင်းတာလက်ခံကျင်တာလားရှင်းရှင်းလေးတက်ဝက်ရောင်းတာလက်မခံဘူးဆိုတာကတရားရုံးကပေးထားတဲ့အချက်၅ချက်တည်းတစ်ချက်ကိုကိုကင်ဆွဲပြီးတော့တရားရုံးကစုပြည့်ချက်ကိုလိုက်နာချင်သုံးဖို့တစ်ဖက်ကစူးစမ်းတာဘူးဒေါ်ဆန်းမာလာကျင်းတို့ဘက်ကကန့်ကွက်တယ်လို့ပြောကြတယ်တရားရုံးစုပြည့်ချက်ကိုကန့်ကွက်တာလို့သူတို့ကပြောနေတယ် ရားရုံးဆုံးဖြတ်ချက်ကိုကန့်ကွက်တယ်လို့ပြောတာနော်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုသူကမထီမဲ့မြင်ပြတာလို့ခေါ်တယ်ဆုံးဖြတ်ထားပြီးသားအမှုကိုမထီမဲ့မြင်ပြတာလို့ခေါ်တယ်အနှောက်ယှက်ပြတာလို့ခေါ်တယ်နော်ကန့်ကွက်တယ်လေဆိုကန့်ကွက်တယ်ဆိုโอเคကန့်ကွက်တယ်ဆိုတော့ဒါလို့ဆိုတော့တောက်ကွက်ဆိုဘယ်လိုကန့်ကွက်လဲဆိုအရင်တော့အားတဲ့ဒီဒေါင်းဆန်းသူကြီးအစိုးရလက်ထက်မှာနောက်ဆောက်ဆက်ခွန်မှာထင်တယ်နော်အဲ့နောက်ဆောက်ဆက်ရှိမှာထင်တယ်ကျွန်တော်နောက်ဆက်ခွန်ပေါ့နောက်ဆက်ခွန်မှာနောက်ဆုံးဆုံးဖြတ်တယ်နောက်ဆက်ခွန်မှာဆုံးဖြတ်တယ်ဒီဇင်ဘာမှာဆုံးဖြတ်တာအကြီးကနောက်ဆက်ခွန်ဆုံးဖြတ်တာအကြီးပါလေဆိုတော့အဲ့ဒီခြံကိုအဲ့ဒီတော့ဒေါင်းဆန်းကြီးအစိုးရလက်ထက်မှာဆုံးဖြတ်တာအဲ့ဒီခြံကိုတော့ဝက်ပိုင်းပြီးတော့ ကိုယ်ဆောင်ပိုင်ပြီးပေးစီတော်ဆောင်စီပေးစီတဝက်ပိုင်ပြီးပေးစီပေါ့ဆိုတော့သုံးပြခဲ့တယ်ပေါ့ဗျာအဲ့တော့အဲ့ဒီတော့ကတော့တဝက်ပေးခဲ့တာပဲကူးကြမှာတဝက်ဆိုပြီးမချင်တာဘူးဆိုတော့ပြောတယ်အမှန်တကယ်အဲ့ဒုံကဖြစ်ခဲ့တဲ့ဟာကိုပြန်ပြီးတော့ရှင်းနေ file နေမှတ်တမ်းနေပြန်ထွက်လာရင်ပြန်ရှာကြည့်တွေ့လိမ့်မယ်အဲ့တော့ကိုယ်ဆောင်ကောက်ခွက်ခဲ့တာဒီရှင်းပြောရင်တော့ဥက္ကမောင်အေးဆိုတဲ့ပုံကူတူရှိတယ်ဥက္ကမောင်အေးဆိုပုံကူဥက္ကမောင်အေးဆိုတဲ့ပုံကူကိုပုံကူဒေါခင်ကြီးကနေပြီးတော့ဥက္ကမောင်ကြီးကဒေါခင်ကြီးကသူ့ကိုပေး80ပေး100ပတ်လဲမြေခွက်တော့ပုံကူအဲ့ဒီ channel ကမြေခွက်ကိုပေးရပါလေဆိုဥက္ကမောင်ကြီးကလောက်ရောလောက်တော့လောက်တော့အဲ့ဒါနဲ့ပတ်သက်အထောက်အထားတွေရှာတဲ့ခါကျတော့အထောက်အထားကဒေါခင်ကြီးကပေးခဲ့ပါလေဆိုအထောက်အထားတွေကမရှိဘူး မရှိတော့ဥက္ကမောင်ကြီးကလည်းဘာလုပ်တာလဲဆိုတော့လက်ပွေတွေကိုအတုတွေနေတယ်ဒေါခင်ကြီးလက်ပွေအတုတွေနေတော့ CIA တွေကအောက်ဆက်တယ်မှာလက်ပွေအတုတွေမှန်းသိရောဒီလည်းဒီရောကောက်ပြီးတော့ဥက္ကမောင်ကြီးကနောက်ဆုံးမှာစိတ်ဟောက်သွားတော့နောက်ဆုံးသူသူထောင်ရောက်တယ်ဖြစ်တော့စိတ်ဟောက်သွားလက်ပွေအတုတွေလှုပ်လို့ပါလားဒီပြေးရဖို့ဆိုပြီးလှုပ်လို့စိတ်ဟောက်သွားရောက်ပြီးပြဥက္ကမောင်ကြီးပြဆိုဘဝီဥက္ကမောင်ကြီး तू ကလည်းဥသိမ့်စင်ရဲ့ဆရာဥသိမ့်စင်ရဲ့ဆရာအဲ့တော့ဥသိမ့်စင်ကိုဖုံးဆက်ပြီးကိုကျွန်တော်ဥသိမ့်စင်ကထိုးဆင်းရသူကဆိုရမဟုတ်တော့ဘူးမလို့ဥသိမ့်စင်ကကိုကြီးမပေးနိုင်ဘူးမပေးနိုင်တော့ဒေါန်ဆန်းကြီးလည်းလည်းကျွန်တော်ဥက္ကမောင်ကြီးကဘာလို့အောင်မသိဖြစ်တော့နောက်ဆုံးကျတော့ထရုံတိုင်နဲ့ဆေးရုံမှာပဲနောက်ဆုံးလုံမပါပြီးကွယ်လွန်သွားတယ်အဲ့လက်ပွေတွေဆက်တဲ့ခါကျလက်ပွေတွေလည်းအတူကြီးဖြစ်နေတော့ဒီပေ80 100ဆိုတဲ့မြေက ပါနေတဲ့ခါကျတော့ဦးအောင်ဆန်းဦးဘက်ကကန့်ကွက်တာဒီ80တရားမြေကြီးကဒေါ်ဆန်းစုကြည်နှုတ်ကထွက်ခဲ့ဘူးလေဒီ80တရားဆိုတဲ့မြေကဥက္ကမောင်ရမေကိုဆောက်ချောက်ခဲ့ဘူးလားအမေကိုဆောက်ချောက်ခဲ့ဘူးလားဥက္ကမောင်ကဒေါ်ဆန်းဒေါ်ခင်ကြီးရဲ့တူဟိုလည်းပြောရင်ဦးအောင်ဆန်းဦးတို့ဒေါ်ဆန်းစုကြည်တို့ရဲ့အကူအညီနော်အဲ့တော့အဲ့ဒီဒီအမေအမေဒေါ်ခင်ကြီးကိုဆောက်ချောက်ခဲ့ဘူးတဲ့အတွက်အားဗျာတင်တာဘူးလို့ဒေါ်ဆန်းစုကြည်ကနေရာတစ်ခုမှသူပြောတယ်နောက်လည်းပြောဥက္ကမောင်ရသူရမယ်ထင်ပြီးတော့ကြည့်တယ်လို့ရလို့ကတရားရုံးမှာရှင်းပြီးဒေါ်ဆန်းစုကြည်ပြောလိုက်ကိုပြောလိုက်ပြောအဲ့ဒီမှာကွဲတာဥက္ကမောင်ကြီးကွဲတာတစ်ချက်ကွဲတာကွဲပြီးတော့အဲ့မှာဘလို့မှာပြတော့ကူစွမ်းနာဆင်းရတယ်အဲ့ဒါလည်းပါတယ်ဒါဇလန်းနေဇလန်းနေအရှိေးပဲအဲ့ဒါလည်းပြောအရှိေးပဲဒါပေမဲ့ အဲ့ဒီ90တရားမြေကအလေကောင်မှာပါနေတဲ့ခါကျတော့တဝက်ဆိုတဲ့နေရာမှာအဲ့တဝက်ကိုဒေါ်ဆက်ကြီးပဲအချမ်းမှာထဲမလားဦးဦးအောင်ဆောင်ဘုံကထဲမလားဆိုပြီးညင်းပွားကြရင်နောက်ဆုံးမှာအဲ့ဒီပြဿနာကြီးရှုပ်ကြရင်လည်းဟိုအောင်ဆောင်ဘုံကလောကမလက်မခံကန့်ွက်တယ်လို့လားအဲ့လိုရင်းနဲ့အဲ့ဒီမူကရှည်ပြီးတော့နောက်ဆုံးဒီဘက်နတ်ဆာကဆိုရလက်ထက်ကြီးရောက်လာတာဒါပဲအဲ့တော့ဦးအောင်ဆောင်ဘုံကအစောပိုင်းတဝက်ပြေးတော့မယူခဲ့ဘူးလို့ဆိုတာကဒီ90တရားမြေကိုမရှင်းရသေးပဲမယူလို့ပြောတာဒီမြေမရှင်းရသေးပဲနဲ့တော့ငါဘလို့မှတဝက်ဆိုဘလို့ခွဲမလဲအဲ့ဒီမြေကမရှင်းရသေး90တရားမြေကိုကြီးကရှင်းလို့မရဘူးအဲ့ထက်မှာပါတယ်90တရားမြေကိုရှင်းလို့မရဘူးအဲ့ဒါမရှင်းရဘဲနဲ့ တော်ခွဲပါဆိုတော့ဘာကိုခွဲမှလဲဆိုတော့မရှင်းလင်းနေတာပေါ်တော့အဲ့ဒါဟိုကန့်ကွက်တာကန့်ကွက်လောက်တင်းနေတော့ဆုံး27နာဆကစူရလက်ထက်ကြီးရောက်လာတာဒါပဲအဲ့တော့ဥအောင်ဆောင်ကန့်ကွက်ခဲ့တာဒီဒီမြေရဲ့ထောက်ဝက်ဆိုတဲ့နေရာမှာဥခင်မောင်အေးဆိုတဲ့သူပုံကိုဝင်ထိုင်နေတဲ့ဟာကိုရှင်းပေးဖို့အရင်အဲ့ဒီဟာကြီးကိုအဲ့ဒါကြီးမရှင်းလင်းမှုမပါဘဲနဲ့ကန့်မပါဘဲနဲ့ခွဲမယ်မြေကိုသူကကန့်ကွက်ရှင်းတယ်ဒီနေ့နောက်ဆုံးအချိန်ဒီနေ့ထိရောက်လာဆိုဥအောင်ဆောင်ကန့်ကွက်တာထောက်ဝက်ရတော့ကန့်ကွက်တာမဟုတ်ဘူးဒီထောက်ဝက်ကဥခမောင်ရေးယူထားသည်ဆိုတော့ရသည်ဆိုတော့မြေဥခမောင်ရေးဆက်ဆက်သည်ဆိုတော့မြေကိစ္စက ရှင်းလို့မဆုံးသေးတဲ့အတွက်အဲ့ဇလန်ကိုကောက်ွက်ရင်းနဲ့အဲ့ဒီကနေရောပြီးကောက်ွက်ရင်းနဲ့ဒီနေ့ထိပါလာတာ ဒါပဲဇလန်အဲ့ဒါကိုလူတွေကအခုမီဒီယာတွေမှာပေါက်တက်ကြိုက်ပြောကြတာဇလန်တွေပေါက်တက်ကြိုက်ပြောကြတာတော်ရင်လည်းရှုပ်ကုန်တာကျွန်တော်လည်းအဲ့ဒါမပြောဘဲနေတာကြာပြီအဲ့တော့ကျွန်တော်ခုဘာလို့ပြောလိုက်ဆိုမနေ့ကဆုပ်ဖြတ်ချက်ဘာပေးမလို့လဲကျွန်တော်မသိဘူးပေးချင်တာပေးတရားသူကြီးကဒါသူကဆုပ်ဖြတ်ပိုင်းမှာဘောင်ထဲမှာသူ့ရဲ့လုပ်ပိုင်ခွင့်ရှိဘူးသူပေးချင်တာပေးလို့ရတယ်ဆိုတော့ဒီကိစ္စဒီပိုက်ရောက်မဲ့ကိစ္စဒီပုံလည်းပြောရရင်တော့သူကပိုက်ရောက်မဲ့ဒေါ်ဆန်းသူကြီးလက်ရှိနေထိုင်ခဲ့တော့အိမ်နဲ့ဒီဘက်တစ်ချောင်းကိုမရောက်မဲ့နဲ့ဒီဘက်ကလွတ်နေတဲ့ဒီဘက်တစ်ချောင်းကိုရောက်ပြီးတော့ရောက်ပြီးတော့သူကအဲ့ဒီငွေပေါ်မှာရောက်လိုက်လို့လေယာဉ်တစ်ပြည့်ရောက်လာအဲ့ဒီငွေပေါ်မှာအကယ်၍ 多少人都几百家六千，超过六千的生意，哎，乡里边哇，超过百几家，现在办一个拆幺门，那边开幺门，幺门，对面做啊，几百家店嘞。哎，没，多少个，够干个，没啦。多少都几，哎，够那个多，哎，八万没得，我哎，厂家有嘛，厂家有几多嘛，几百厂有幺门做生意的，哎罗，阿拉屋里多少干过的，这幺门来干过的，啊，幺门来干过的，是吧？这开一家，开一个，新安罗，新安罗，没有新的，哪个新老鬼去开？不啊，哟，底下个多少都几家干过开那老土的，没过，多少都几家干过开那生意，哎，干过没？不，不，好差别。 ကောက်ကွက်ထားတာမရှိဘူးနော်အဲဒါကြောင့်ကျွန်တော်ခုနရှေ့မှာကောက်ကွက်ထားမရှိလို့ပြောတာအဲ့တော့ဒေါန်ဆောက်စုကြီးကောက်ကွက်ထားခြင်းမရှိတော့ချမ်းမတ်50လေးလီလန်တရောင်းချမှုနဲ့ပတ်သက်ပြီးတော့အနှောက်အယှက်ဖြည့်ဆည်းပေးနေတဲ့သူတွေကကိုးပါးထိုင်တရားသူကြီးပြောင်းစုတရားသူတော်ချုပ်ကိုပါစော်ကားမော်ကားမထိမနိုင်လို့နေတဲ့အတူတူပဲနိုင်ငံတော်မထိမနိုင်လို့အတူတူပဲအဲကျွန်တော်အဲ့လိုပဲမြင်တယ်အဲ့တော့ရှင်းပြောရင်တော့ဒါကမောင်နှမအမွေခွဲတဲ့အမှုပဲဘာမှနိုင်ငံရေးမှုနိုင်ငံတော်မှုမဟုတ်ဘူးနိုင်ငံရေးအမှုမဟုတ်ဘူးရှင်းရှင်းပြောရင်ဒါမောင်နှမမွေခွဲတဲ့ကိစ္စပဲအဲ့ဒါကိုနိုင်ငံရေးအမှုဆန်ဆန်ဆွတ်ထည့်ကြတာကတော့တော်တော်လေးကိုအောက်တန်းကြလို့နဲ့မီဒီယာလို့ရလို့ကျွန်တော်ဒီလိုပဲတည့်ပြောပြစီနော်ဒါကတော့ကျွန်တော်ရဲ့ ဟိုတခုပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်လို့အရှိဝေးတော့ကျွန်တော်အများကြီးပြောမှာဆုံးဖြတ်ချက်ပေးရင်တော့စောင့်ကြည့်တာပေါ့နော်ဒီလိုပဲပြောချင်တယ်ဒါတစ်ချက်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့အပိတ်လေးကတော့ဒီမြောက်ပိုင်း၃ဘက်ကအခုနေဆက်မှာ105မြေမှာပတ်စံကောက်တော့မယ်လို့နောက်မြောက်ပိုင်း၃ဘက်ကကျင်ညာထားတဲ့စာလေးဆောင်ထွက်လာတယ်အဲ့ဒါလည်းကျွန်တော်တော်တော်စိတ်ဝင်စားပါတယ်အစိုးရအနေနဲ့ဘယ်လိုလုပ်မလဲတော့ကျွန်တော်မသိဘူးမြောက်ပိုင်း၃ဘက်ကပြည်မှာနေဆက်ကိ105မြေမှာတဲ့105မြေမှာတို့မြောက်ပိုင်း၃ဘက်က ဇူလိုက်တည့်နေ့ရှိလာဇူလိုက်တည့်နေ့ကစာပြီးခွန်ကောက်မယ်တဲ့။နော်ကုမ္ပဏီတွေကုန်တင်ရင်အကုန်လုံးတရားဝင်မှောက်တယ်ခွန်ဆောင်မယ်တဲ့ဆိုပြီးတော့သူတို့စာထုတ်တာတွေ့ရတယ်။အဲ့တော့ဒီနေရာ၃နေရာကိုဒီဒီမြောက်ဘက်၃ဘက်ကတရား၅မိုင်နဲ့ပတ်ပတ်လေတော့မှာအခွန်ကောက်ဖို့ကိုနတ်ဆရာဆိုတာခွင့်ပြုထားပြီလားလို့ကျွန်တော်မေးရအောင်ဖြစ်နေ။အဲဒီနတ်ဆရာဆိုတာကအဲ့ဒီဟာနဲ့ပတ်သက်လို့မတိကျွတ်ကျွတ်ပြုတ်နေတယ်ဆိုရင်တော့နတ်ဆရာကဆိုရဲကိုလည်းခွင့်ပြုထားရလို့ပြောရမှာဖြစ်တယ်။အဲ့မတိကျွတ်မပြုတ်ဘဲနဲ့ခွင့်ပြုပါအောင်ဆိုရင်ခွင့်ပြုကြောင်ပြောဖို့လိုတယ်။မဟုတ်ရင်တိုးတော့တိုးတော့လေလူတွေကဘာမှမသိဖြစ်ရတယ်။အဲ့တော့မြောက်ပိုင်း၃ဘက်ကတရားဝင်သွားပြီလား။အဲ့ဒါနတ်ဆရာကဖြေဖို့ပဲလိုတယ်။အဲ့လောက်ပဲကျွန်တော်ပြောရင်းနဲ့နောက်နေ့နောက်နေ့ဒီမှာကျွန်တော်ဆက်ပြောပါမယ်။အားလုံးပဲကိုရီး